ဟက်ကာတီနဲ့ချန်ပီယံကာကွယ်ပွဲမှာလူစွာလေးနှစ်ဘေးအနိုင်ရအောင်မလားအားလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ပြီးတော့ကြိုးဆိုပါတယ်ဟက်ကာတီတို့ကဂုံသိခါတိုက်ပွဲကစောင့်ကြိုနေပါတယ်နှစ်ဘေးနဲ့ဟက်ကာတီကတပွဲတလန်းအကဲဆန်းကြမ်းပြရမ်းပြမှာပါနှစ်ဘေးစွာကူမအစွဲထွက်ခါစားဖိုင်တာဘလူးလေးပါဝါနုပေမဲ့နှစ်ဘေးကအကျန်းစားဖိုင်တာတွေကိုဖြိုပြပြီးဟက်ကာတီအရှုံးပေးခဲ့ရတဲ့စူပါလက်ကိုနှစ်ဘေးကတာတာရအနိုင်ပြထားခဲ့တာပါ ဒီတော့နဘေးဟာဟက်ကာဒီရဲ့ဟီမန်းချက်တွေအဟန်တားဖြစ်နေပါလေဟက်ကာဒီပြန်လိုချင်နေတဲ့ဘန်နဝေတန်မွေတိုင်းချန်ပီယံကပတ်တွေနဘေးကိုကြော်ဖြတ်ရမှာပါသူတို့နှစ်ဦးချန်ပီယံကပတ်လူရမယ့်အချိန်ကလာမယ့်နိုဝင်ဘာလ16ရက်မှာကျင်းပမယ့်1173ပွဲမှာဖြစ်ပါလေနဘေးကနောက်23ခုနှစ်တွဲမှာကစားတဲ့1ချန်ပီယံရှစ်ပထမဆုံးပွဲမှာစူပါလက်ကိုရှုံးပြီးတော့အဖွင့်မလာခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်း6ပွဲဆက်အနိုင်ရရှိထားခဲ့ပါလေပြီးခဲ့တဲ့မတ်စတာအတွင်းမှာနဘေးကစူပါလက်ကိုလက်စားပြန်ချေပြီးတော့ ဘန်နဝေတန်ချန်ပီယံကပတ်ကိုယာယီပိုင်ဆိုင်ခဲ့ပါလိမ့်ပြီးခဲ့တဲ့ဇွန်လအတွင်းမှာတော့ချက်ထရီကနဘေးကိုအငင်းပွားပွဲအားမရှိဘန်နဝေတန်ချန်ပီယံဖြစ်နေတတ်မှတ်ပေးခဲ့တာပါအခုနဘေးကဟဲဂါဒီနဲ့ပထမဆုံးချိန်ချန်ပီယံကာကွယ်ပွဲထိုးရပါမယ်ဟဲဂါဒီကအသက်9နှစ်ရွယ်ကစတင်ပြီးတော့မွေထိုင်းပညာလေ့လာတင်ခဲ့သူပါသူ့ဖေကယောက်ျားကောင်းတူတက်တဲ့တိုက်ခိုက်ပညာရက်ကိုစွမ်းအင်ဖြစ်တဲ့အသုံးချနိုင်အောင်ဟဲဂါဒီကိုစိတ်ဓာတ်လုံးစော်ပေးခဲ့တယ်ဟဂါဒီကအဖေဖြစ်သူရဲ့ဆန္ဒတိုင်းရှောက်လှမ်းပြီးတော့ တီဘကစားမတွေထဲမှာမွေထိုင်းကဝေးဖြစ်နေရက်တီနိုင်ခဲ့တာပါဟက်ဂါရီကဝမ်ချန်ပီယံရှစ်ရဲ့မွေထိုင်းစီးရင်ဝင်သူဖြစ်ပြီးတော့ချန်ပီယံကပတ်နှစ်ခုပိုင်ဆိုင်မှုတွေဟက်ဂါရီကဘန်နဝေတန်းမွေထိုင်းချန်ပီယံဟောင်းပါ2024ခုနှစ်အတွင်းမှာစူပါလက်ကိုဆုံးပြီးတော့မွေထိုင်းချန်ပီယံကပတ်လက်လွတ်ထားပါလိမ့်သူကဘန်နဝေတန်းမကစားခင် fly weight တန်းမှာလည်းချန်ပီယံကပတ်ရတဲ့အထိအောင်မြင်ခဲ့မှုတွေဟက်ဂါရီတို့ကနှစ်ပီးနဲ့ပွဲကဂုံတိတ်ခါတိုက်ပွဲပါပဲ ဟက်ဂါဒီကဘန်နန်ဝေတန်ကစ်ပေါင်စင်ချန်ပီယံကပတ်ကာကွယ်ပွဲမှာဝီယူကိုနိုင်ပြီးတဲ့နောက်ဘလူးပြိုင်ပန်းမျိုးမဆိုရင်ဆိုင်မှုအသင့်ရှိနေပြီလို့ကြွေးကြော်ထားခဲ့တယ်။သူကရော့တန်နဲ့ပြန်ပြီးတော့စီးချင်းထိုးကျင်ခဲ့ပါတယ်။ဒါမှမဟုတ်ဆူပါလက်နဲ့ပေါ့။ဒါမဲ့နဘေးနဲ့စုံမှုအတွက်အကြောင်းဖန်လာခဲ့ပါတယ်။နဘေးကဝမ်ချန်ပီယံရှစ်ရဲ့ရွှေမင်းသားအသစ်ဖြစ်ပြီးတော့ဟက်ဂါဒီကခင်ဟောင်းမင်းသားကြီးဖြစ်နေခဲ့တာပါ။ရွှေမင်းသားအသစ်လေးကအချိန်တိုတွင်ဒေးဒေးကျဲဖိုင်တာတွေကိုဖြိုပြပြီးတော့ဘန်နဝေတန်မွေတိုင်းချန်ပီယံကပတ်ကိုတင်ပိုက်ပြထားတယ် 2019ခုနှစ်မှာဟက်ဂါတီကမွေတိုင်းကဝေးဆမ်မီကိုနိုင်ပြီးတော့မွေတိုင်းချန်ပီယံကပတ်ကိုပိုင်ဆိုင်မှုပါတယ်။အဲဒီချိန်လုံးကဟက်ဂါတီက Rising Star ဖြစ်ပြီးအခုတော့နဗေးကသူ့နေရာသူပြန်ရောက်နေပါပြီ။ဟက်ဂါတီကအသက်28နှစ်ရွယ်ရောက်နေဖြစ်လို့အကောင်းဆုံးအသက်ရွယ်လို့ဆိုလို့ရပါမယ်။သူ့ရဲ့ခက်ကိုဟက်ဂါတီဆက်လက်တတ်တန်းတိုးချင်နေပါတယ်။နဗေးကရတန်းအခန့်နေပြီးမယ်။ဟက်ဂါတီရဲ့ရွှေဦးရောင်အောင်ပွဲကိုပို့ပြီးတော့မျောလေးနေမိတယ်။ဟက်ဂါတီနဲ့နဗေးရင်ဆိုင်တွေ့တဲ့အခါဖင်တိုင်းမိမှာဘာလို့ဖြစ်မလဲ။ တကယ်ကြမ်းမဲ့ရမ်းမဲ့ပွဲဖြစ်လာမှာတော့သေးကြပါလိမ့်။ပြီးခဲ့တဲ့အနာချီနဲ့ပွဲမှာမတော်ရသွားကံပြီးလို့ပွဲပြတ်သွားခဲ့ရပြီးမချင်မရဲဖြစ်နေသူနဲ့ဘေးအတွက်ဟာကာတီနဲ့ပွဲကပြန်လဲပေါက်ကွဲပြမယ်အခွင့်ရေးပဲဖြစ်ပါလိမ့်။